တွေရဲ့ဇယိုက်တွေကြောင့်မလို့လောကကြီးတစ်ခုလုံးဟာကတ်ဆိုင်တာပဲဖြစ်တယ်။မြတ်စွာဘုရားထောက်ပြတဲ့အကြောင်းအရာနဲ့ပြောမယ်ဆိုရင်လောကမှာဥစည်းဥဆောင်ပြုလုပ်နေကြတယ်။နိုင်ငံတကာမှာကိုယ်နိုင်ငံနဲ့ကိုယ်အသီးသီးခေါင်းဆောင်နေကြတဲ့ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆို။ အဲ့ဒီဘောင်ကောင်းဆောင်ပုဂ္ဂိုလ်တွေကတရားဥပဒေနဲ့အညီမကျင့်သုံးမဲနဲ့အာရမမတရားမှုတွေနဲ့တွားနေပြီဆိုလို့ရှိရင်သူ့ရဲ့ဝန်တန်းတွေကလည်းမတရားမှုတွေနဲ့တွားလာကောင်းဆောင်တရားကင်းမဲ့လာတဲ့အခါကျတော့နောက်လိုက်တွေကလည်းတရားကင်းမဲ့လာအဲ့လို့ ဟုတ်ချုပ်တဲ့ပုံကိုယ်တွေကတရားကိမဲ့လာတဲ့အခါတိုင်းသူပြည်သားတွေကပါလိုက်ပြီးတော့တရားကိမဲ့တဲ့အနေထားမျိုးရောက်လာအဲ့လိုတရားကိမဲ့သွားတာဒါသဘာဝကြီးတစ်ခုအနေနဲ့ပြောတာမြတ်စွာဘုရားဥပမာပေးခေါ်တဲ့နေရာရှေ့ဆောင်နွားလာကောက်ကောက်သွားကနောက်နွားတက်တိုင်းကောက်ကောက်လိုက်ရှင်းတဲ့ဆောင်နွားလာ ဖြောင်းသွားမှနောက်သွားနောက်နွားတက်တက်ဖြောင်းလိုက်ရှေ့ရသွားတဲ့နောက်လိုက်ကြတာလူလောကကြီးကရှေ့ရလှုပ်တဲ့သူကိုကြည့်ပြီးလှုပ်ကြလှုပ်ကြတဲ့အခါကျတော့လူတွေကတရားပြက်လာအဲ့ဒီတရားပြက်လာတဲ့တရားပြက်မှုကိုအကြောင်းပြုပြီးတော့ဘိုးလေးဝသားတွေကမမှန်မကန်ဖြစ်တယ်တဲ့